ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကမီးတောင်တွေအများအပြားရှိတဲ့ကာကိုရှိမစီရင်စုတဲကဆာကူရာဂျီမာမီးတောင်ကြီးနိုဝင်ဘာလ16ရက်နေ့မှာပောက်ကွဲမှုဖြစ်ခဲ့တာမှာပြာတွေကောင်းကင်ထဲမီတာ4400လောက်အထိတက်သွားခဲ့တယ်လို့ဂျပန်မိုးလေဝသဌာနကပြောပါတယ်။မီးတောင်ဟာဒေသစံတော်ချိန်ညတကောင်ကျော်7:59မိနစ်မှာစပောက်ကွဲခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီဒေတာကိုတွာလာခွင့်ပိတ်ပင်ထားပေမဲ့အခုချိန်ထိလူတွေကြီးကြိုက်တန်းရတာနဲ့အဆောက်အုံတွေပြက်စီးတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။ဒါပေမဲ့မီးတောင်ဟာဆက်ပြီးပောက်ကွဲနေစေဖြစ်တဲ့အတွက်အနီးနားမှာရှိတဲ့ကာကာရှိမကူမာမိုတိုနဲ့မီယာဇာကီစီရင်စုတွေမှာမီးတောင်ကပြားတွေကျနိုင်ကြောင်းဂျပန်မိုးလေဝသဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒါအပြင်ကာကာရှိမလေဆိပ်ကလေရင်ခီးစဉ်အများပြားလဲဖြစ်လာရတယ်လို့ဆိုပါတယ်။ဆာကူရာဂျီမာမီးတောင်ကြီးဟာ မူလကကျွန်းအဖြစ်နဲ့တည်ထန်တရှိခဲ့ပေမဲ့1942ခုနှစ်ကပေါက်ကွဲမှုကြီးဖြစ်ခဲ့ပြီးတဲ့နောက်အဲ့ဒီကထွက်လာတဲ့ချော်ရီတွေကနေအနားမှာရှိတဲ့အိုဆုမီကျွန်းဆွယ်နဲ့ဆက်မိသွားခဲ့ပါတယ်။အဲ့ဒီမိတောင်ဟာတခါတလေတနည်းအတွင်းမှာအချိန်ရေရာနဲ့ချီပြီးပေါက်ကွဲတတ်တာမျိုးလည်းရှိတတ်တာကြောင့်ဒေသခံတွေကတော့မိတောင်ပေါက်ကွဲမှုကြားမှာထိခိုက်မှုမရှိအောင်ရှောင်တိန်သွားလာရင်နေတတ်နေကြပြီလို့ပြောပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။